ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ဂျူဇူလိုက်ပါတယ်ဒီရသည်ကန်နာတို့အောင်မြင်နိုင်တဲ့အကြောင်းရင်းတစ်ခုကိုဖွင့်ဟလိုက်တဲ့ honorary ဒီရသည်အာစတန်သင်းရဲ့ပုံစံကိုကြည့်ရတာကသူတို့ကသူတို့ယုံကြည်မှုအပြည့်ရှိနေခဲ့ကြတဲ့ပုံပါပဲနီးပြအရိဒါကစကစားမတွေအစိုးနောက်ဆုံးကုံကုံပြောရဲကန်နာဖန်တွေကစဒီရသည်ကန်နာတွေကအောင်မြင်မှုစုဖလားတစ်ခုတော့ရယူနိုင်ကြလိမ့်မယ်လို့ယုံကြည်နေခဲ့ကြတာဖြစ်ပါတယ်ပြောဖို့စောသေးတဲ့ဆွေမဲ့လက်ရှိနေထားတဲ့ရှောင်းလန်းတဲ့ပုံစံရအရိဒါရဲ့အသင်းဟာကစားမစုဖွဲ့မှုကောင်းကောင်း နီးစတင်ပိုင်းကောင်းကောင်းနဲ့ကစားနေနိုင်ခဲ့တော်မြင်တွေ့ထားပါတယ်။အာရီဒါဒီနဲ့ဘောလုံးရာသီမှာအသင်းရဲ့နေရာပေါင်းစုံအတွက်ဇာမယာဖြည့်တင်းမှုတွေကိုပြုလုပ်ထားခဲ့ကြသလိုဒီရာသီမှာတော့စူပလာအောင်မြင်မှုရဖို့အတွက်အဓိကထားပြင်ဆင်လာခဲ့ကြတာမြင်တွေ့ထားပါတယ်။ဇာမခွေမှုတွေကိုကြည့်လိုက်မယ်ဆိုရင်ယော့ဂရက်စ်အဇဲမာရိုအကီရိုလို့ဇာမတွေကိုခေါ်အဖြစ်ခဲ့သလိုကွင်းလိုက်မိုင်းမှာနော်ကက်ဇူဘီမန်နီရိုလို့ဇာမတွေကိုလည်းအိုဒီဂက်ဒက်ဂလန်ရိုင်းဆိုလို့ဇာမိုင်းနဲ့ပေါင်းစပ်ပေးထားပါတယ်။ကန်စပိုင်းရက်ဂါဘရီယယ်နဲ့ဇလီဝါတို့အစုဖွဲ့တဲ့မော်စကရာဟင်ကပီရိုလို့ဇာမတွေထပ်မံဖြည့်တင်းခဲ့ပြီး ကိုန်းသားနေရာမှာလည်းကက်ပါလိုဥရောပဖလားတွေစကူပေးဟာကဲ့ပြုတဲ့ကိုန်းသားကိုခုအားဖြည့်ထားခဲ့ကြတာပါကန်တော့ရဲ့လူခေါ်မှုကတကယ်ကိုအားအကျဉ်းနဲ့ဆရာဖြစ်ခဲ့သလိုငကိုရှင်းသွင်းကစားမိုင်းနဲ့ထပ်ပြီးတော့စူပောင်းလိုက်တဲ့အခါတကယ်ကိုကောင်းတဲ့ကစားမအဆုဖွဲ့ကိုမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ် Football game မှာ Mouse 5 5စနဲ့ Spoy Zone တို့မှာကစားလို့ရပြီးတော့မြန်မာကြီးမြန်မာ application နဲ့ body တပွဲကိုကြက်ဆယ်သိန်းကြီးကစားလို့ရနေပါပြီဒါပြင်မြန်မာကြီးနဲ့ပထမပိုင်းဒုတိယပိုင်းနေပြင် slot game ပေါင်းများသောလည်းကစားလို့ရမှာဖြစ်ပါတယ် ။တောင်မှမကျင်တဲ့သေးဘူးဆိုရင်ဘတ်မန်ရှေးအိတ်မှာလဲကျွဲကိန်းအဖိုးကြီးကိန်းအစားရှိတဲ့ဒိုင်မန်ဂျီစတော့ဂိမ်းပေါင်းများစွာကိုကစားနိုင်တာဖြစ်လို့တရားခိုင်တော့ငွေကြေးယုံကြည်စိတ်ချစွာကစားကျင်နေဆိုရင်တော့ဖုန်းနံပါတ်39 63လုံး03လုံး53လုံးကိုခုပဲဆက်သွယ်လိုက်ပါ။အော်ဘရာတို့တခုတရင်ကောင်းပြောရမယ်ဆိုရင်တော့မောင်ဖိုင်ဖိုင်ရှင်းနဲ့စပေါ်ကြီးဇုံတို့မှာဘောလုံးပွဲတွေကိုလည်းဒိုင်းရိုက်လိုက်ကြည့်ရှုလို့ရပါပြီ။ကိုစွေအာရီတာအတင်းရဲ့ပွဲထွက်ကစားမဆင်းကိုပြိုင်ဘက်တွေခံမှန်းလို့မြောက်လောက်ပြနေခဲ့ပြီးတော့ထင်မှားတဲ့ကစားသမားတွေနဲ့ပွဲထွက်နေခဲ့တော့မြေတွေထားရပါတယ်။ ပြီးခဲ့တနေ့ကကစားကြတဲ့ချန်ပီယံလိပွဲတင်မှာဆိုရင်အာစတင်သင်းဟာအဇဲနဲ့ဆာကာရိုလိုတာမိုင်ကစားပါတွေကိုနားပေးထားခဲ့ပြီးတော့မာရီနလီနဲ့ထရောက်ဆတ်တို့ကိုယော့ဂရက်စ်နဲ့ဒူတွဲဖက်ကပွဲထွက်ကစားစီခဲ့တာလည်းဖြစ်ပါတယ်မာရီကီတန်ရရီလိုဆာကာကိုပွဲထုတ်လာမယ်ထင်ခဲ့မိအာရီဒါညာတော်မန်တိုင်းစမှာမာရီနလီဝဲဝင်ရောက်ကစားစီခဲ့တာပါအာရီဒါပြိုင်ပွဲတွေကိုခံမှန်းလို့မရအောင်ပြုလုပ်သွားခဲ့တာဖြစ်တယ်လို့သူ့ရဲ့ကစားမားတွေကိုလည်းအနားပေးလို့ရတဲ့လောက်နားပေးသွားခဲ့တာပါတဖက်တင်းကကစားကြလာတဲ့အချိန်မှာတော့ဆာကာအဇဲတို့ကိုထဲသွင်းအသုံးပြုသွားပုံတွေကရိုးတက်လေသေးပါတယ်ဆိုပြီးတော့ပြောလာအောင် တစ်ဖက်သင်းကိုဖိအားပေးမှုတွေပြုလုပ်ကအနိုင်သေးကြစီမဲ့ဂိုးတွေကိုလည်းရယူသွားနိုင်ခဲ့ကြတာပါ။နောက်ပြီးတော့အာဒီဒါစီမာကပွဲထွက်ကစားမဖြစ်စေလူစားဝင်ကစားမဖြစ်စေပွဲတစ်ပွဲကိုဆုံးဖြတ်ပေးနိုင်မယ့်ကစားမမျိုးတွေကိုပိုင်ဆိုင်ထားခဲ့တော်မြင်တွေ့ထားတာဖြစ်ပြီးအရေးပါတဲ့သင်းကိုတွေကိုလည်းသွင်းပေးနေခဲ့ကြတာဖြစ်ပါတယ်။အာဒီဒါအာစတန်မန်စီနဲ့ပွဲမှာလည်းတကူကုန်မရှိနဲ့ရှုံးနေနေတဲ့အချိန်မှာလူစားဝင်ကစားမဖြစ်တဲ့မာဒီနယ်လီကအရန်ကောင်းနေထားလာခဲ့ပြီးတော့အရေးပါတဲ့ခြေပါကိုကိုသွင်းပေးသွားခဲ့တာပါ။ Olympia Cost နဲ့ပွဲမှာလည်းဒိုးအတူပဲလို့ပြောရမှာဖြစ်ပြီးတော့စာကာအနိုင်သေးကြစီမဲ့ဂိုးကိုမိနစ်60မှာသွင်းခဲ့တာဖြစ်ပါတယ်။ နီကတ်ဆယ်နဲ့ကစားခဲ့တဲ့ပွဲထဲမှာဆိုရင်လူစားဝင်စားမဖြစ်တဲ့မယ်ရီနိုကအရေးပါတဲ့ခြေပါကိုသွင်းခဲ့တယ်လို့လူစားဝင်စားမအိုဒီကဲရဲ့ဖန်တီးမှုကနေဂါဘရီယယ်ကအနိုင်ကိုသွင်းသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီရသည်အာစတန်တို့အောင်မြင်နိုင်မယ့်အကြောင်းကိုတရားရုံးအနေရီကအခုလိုပဲဖွင့်ဟသွားတာပါ။ဘောလုံးရသည်တစ်ခုလုံးအောင်မြင်ကြော်ဖြတ်ခြင်းခမားကအရန်ကကစားမတွေကိုလိုတဲ့အခါမှာထုတ်သုံးနိုင်ပါမယ်။အဲ့လိုထုတ်သုံးတဲ့အခါမှာလည်းအဲ့ကစားမကအရင်ကောင်းနေစရာမလိုပါဘူး။ဒါကြောင့်ကွန်ကာလိုရာမူစာ PSG တို့ကစားပေးနေတာဖြစ်ပါတယ်။လူစားဝင်ဝင်ရတဲ့အခါမှာခမားကပွဲဖြူပြောင်းလဲပေးနိုင်မှုစူးစမ်းပါတယ်။ ဒီချက်ကြောင့်ဒီနေ့မှာအာစတန်နီနဲ့ဆူပလာတွေရရှိဖို့ကြီးမားတဲ့အခွေးတွေပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ထင်တာပါ။ဘာလို့လဲဆိုရင်ရန်ကုန်ကခမားတွေပွဲဖြူအပြောင်းလဲလုပ်ပြီးနိုင်လို့ပါပဲဆိုပြီးတော့ပြောသွားခဲ့တာဖြစ်ပါလိမ့်။ဇောင်းရင်ချီပြတ်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။